ဒီနေ့တော့ဖြိုးကအသေးရွက်ဆုံးတဲ့ပစုံကပေါင်းတော့လေလောက်စားပြမလို့ပါဒီအထောက်ကတော့ဖြိုးမှုတပွင့်ရခဲ့တဲ့ဟာကိုထည့်တာလေအလုံးမင်းမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့တော့ဖြိုးပစုံကပေါင်းတော့လေထုတ်စားမှာပေါ့နော်အခုကတော့အရင်ဆုံးတန့်စင်ထားတဲ့ကျွတ်တုန်နီလေးတွေကိုပပလေးနှိပ်ပြလိုက်ပါမယ် ပြီးရင်တော့ငပြောမှုလေးကိုလှိမှာပေါ့နော်ဒီငပြောမှုကကြတော့လေငပောင်းတော့ထုတ်စားတဲ့အခါမှာအရန်စားကောင်းတယ်ဒါပေမဲ့လေမလုံးတက်လို့ရှင်ခါတက်တာပေါ့နော်အခုဖြိုးလို့ပဲအပေါ်ကအကြံဘက်လေးတွေကိုအခုန်ခွာပေးနော်ပြီးရင်တော့တေချာလေးလှိပေးပါမယ်လှပြီးသွားလို့ရှိရင်လှပြီးတာနဲ့ချက်ချင်းဖြိုးတော့ကလေဒီငပြောမှုလေးတွေကိုစားရင်လည်းတေချာနေပေးရမှာပေါ့နော်ဒါစားထည့်မယ်ပြီးရင်ရေထည့်ပြီးတေချာကြက်ကြက်လေးနေပေးပေါ့နော်ပြီးရင်တော့အဖန်ရေလေးတွေထွက်အောင်လို့ရေကို3-5ခါလောက်ဆေးပေးပါနော် ကဲပြီးရင်ဒါကတော့အငေါက်ပင်လေးတွေပါအငေါက်လေးတွေပါလှီထည့်လိုက်ပါမယ်ကဲပြီးရင်တော့စပြီးတော့နယ်လို့ရပါပြီဒါကတော့ဖြိုးကြိုက်တဲ့မြစ်ပေါ့နော်ခုနကလှီထားတဲ့အငေါက်လေးရယ်တေချာတန်းစင်ထားတဲ့ငပြောပူးလေးတွေရဲ့ကျက်သွန်နီလေးတွေရဲ့ထည့်လိုက်ပါမယ်။ပြီးရင်တော့ဆန်မုတ်ကတော့ကိုကညံ့ကြိုက်တယ်ဆိုညံ့ထည့်ပါတော့။ဖြိုးကကြတော့ဒါငါကြက်တာကြော်လောက်ပဲထည့်တာပါတယ်။ပြီးရင်စန်းစန်းငပိလေးရဲ့ထောင်းထားတဲ့ဇပလင်အရတာမုတ်စား နွင်းမုံရောင်တင်မုံစီလေးတွေကိုပါထည့်ပြလိုက်ပါမယ်ပြီးရင်တော့တေချာနှံ့အောင်လို့နေပေးလို့ရပါပြီနေတဲ့အခါမှာဆိတ်ရှိရှိနဲ့အရသာလေးတွေနှံ့ဆက်သွားအောင်နေပေးရမယ်နော် စီထည့်ပြီးရင်လည်းဖြိုးလို့ကနောက်ထပ်ရေလေးနည်းနည်းထပ်ထည့်ပေးရတယ်เนาะငပြောဘူးထည့်တာဖြစ်တဲ့အတွက်ကြောင့်မို့ငပြောဘူးလေးနူးဖို့အတွက်ရေထည့်ပေးပါကဲဒါရောဖြိုတောင်ပေါ်ကရလာတဲ့မှုတပွင်းနဲ့ပေါ့နော်ထုတ်ဖို့အတွက်အတီးတန့်ပကံလေးနဲ့ထည့်လိုက်တာပါကဲအခုဆိုရင်စားထုတ်လို့ရပါပြီကဲငပြောရွက်ပေါ်မှာဖြိုလို့ကဒါရဲရွက်ရွက်လေးခင်းပြီးရင်နေထားတာလေးကိုထည့်မယ်ကိုစားကျင်တဲ့ပဇုံပဲဖြစ်ဖြစ်ငါးပဲဖြစ်ဖြစ်ထပ်ထည့်လို့ရရယ်နော်ဖြိုကကြတော့ဒါပဇုံလေးနဲ့အခုကထုတ်တာပေါ့နော်ပဇုံလေးမှလည်းအရသာနေထားပြီးသားပဲနော် ။ကဲပြီးရင်တထုပ်ပြီးတထုပ်ဖြိုးဆက်ပြီးတော့ထုတ်လိုက်ပါဦးမယ်။ဒီလိုရာသီကလေအသေးရွက်တွေအရန်ပေါ်တဲ့အတွက်ကြောင့်မလို့ဖြိုးတို့ငပေါင်းတို့ထုတ်စားရတာအရသာပို့ပြီးတော့စားကောင်းတာပေါ့နော်။ဆုံဆုံလင်းလင်းနဲ့ထုတ်စားလို့ကောင်းတယ်။ မပေါင်းတော့မှဆိုရင်ဖြိုးွားကြတော့လေဒီပစိုးရဲ့ဒီတိုင်းအတိရအတိနံနဲ့ထုတ်တာကိုကြိုက်တာပေါ့နော်ငါးနဲ့ထုတ်တာကြတော့ငါးကကြတော့အယိုးတွေပါတယ်ပါလို့ရှင်ဆားလို့တိတ်မကောင်းလေနော်ကဲအလုံးထုတ်ပြီးတော့အဖြူလိုအပေါ်ကနေပြီးတော့အခုလိုညှက်ပေးလိုက်ပါမယ်။ကဲဒါဆိုရင်တပေါင်းစပြီးတော့ပေါင်းလို့ရပြီပေါ့နော်။ ယ်အရင်ဆုံးဖြိုးတို့ရေးစုလာပြီဆိုရင် တပေါင်းစပေါင်းပေးပါတော့မယ်။ကဲနိုင်ဝဲလောက်ပြည့်ပြီဆိုလို့ရှိရင်တော့အခုလိုရပြီပေါ့နော်။အဖျိုးရွားကြတော့အထဲကအသေးနံပေါ်မှာမူတည်ပြီးတော့လေတခြားနူးမြတ်နေဟာဆိုရင်ဒါနိုင်ဝက်လောက်နဲ့ရတယ်ကြကြထားမဲ့အသေးနံဆိုလို့ရှိရင်တော့45မိနစ်တနိုင်လောက်ပေါင်းပြီးပေါ့နော်ကဲဖြိုးရွားတော့ဒါပထမတစ်ပေါင်းရသွားပြီဆိုတော့နောက်ထပ်ကြံသားလေးကိုဆက်ပြီးတော့ပေါင်းပြီးလိုက်ပါဦးမယ် အခုဆိုလို့ရှိရင်တော့ဖြိုးထုတ်ထားတဲ့ပစုံကပောင်တို့လေးရပြီပေါ့နော်စားပါတော့မယ်မိုးအေးလေးနဲ့ထုတ်စားတဲ့ပစုံကပောင်တို့ပေါ့နော်ဒီအထုတ်ကတော့ဖြိုးမှုတပွင့်ရခဲ့တဲ့ဟာကိုထည့်တာလေမှုနဲ့ထုတ်ထားတာရှင်းပဲပြောကဲစားပါမယ်ကဲမှုနဲ့ဒါမှုနဲ့ပေါ့နော်စားကြပါဦးရှင်ဖြိုးစားတော့မယ် ကောင်းတယ်ဗျာအဲ့ဘုံအမရမူစမ်းမပေါင်းလို့ဆိုလို့ရှိရင်လေအခုလိုဒီအောက်ကရေရွယ်လေးပါမှာပုံပြစကောင်းလာသေးတာရှင်ပို့ရတယ်အများကြီး 嗯，放牛吧。嗯，哎呀，啥搞嘛？哎，啥酒？ဒီလိုချင်ရလေရာဒီကြရေပေါ်နေပြီဆိုတော့လေငပောင်းတော့ထုတ်စာအရန်စားကောင်းမသိတာအငေါ့ပါရဲ့ပြောလို့ရှိရင်မြင့်ပေါ်တော့မြင့်နေဆိုအရန်ကြိုက်တယ်သူကဒါလေးဖက်တယ်လမ်းနဲ့ပဲကန်လိုက်စားကြပါဦးရှင်